ចောင်းဆောင်ជីធូនីញ៉េនីកនីប៊ីស្ក្វេអាရှိសេនភីតាគ្រីយ៉ានភាရှိកូចောင်းတွင်យីភានមិង្កលាវេតិសានតិគូជិនបាកេបាទីគ្រីយ៉ានភាရှိកូចောင်းសောင်းឆោទូអែលវ៉េតអេដវ៉ាតភូមិនទីយគុតៃអសាអយ៉ាវិយងជីកូមិឈុតទីသူတွင်ဝိယုံတဲ့တစ်ခုရှိသေးသည်အယ်ပါကအစာဖြင့်ချုပ်ထားတော့လဲ မတွတ်မကြည်နိုင်သည့်စနေရသည့်ခံခောက်ယူမကြည်သည့်အစာဖြင့်ချုပ်ထားသည်ဟုသူထင်နေသည်ထိုဝိယုံသစ်ကိုအာတုပအခန်းနာမင်္ဂလာဆောင်အခန်းနာများ၌အသုံးပြုရန်တင်ထားသည်နီဘီစကွဲရရှိစိန့်ပီတာဖျားရှိခိုးကျောင်းတွင် အထက်တန်းစားတို့မင်္ဂလာဆောင်များအာတုပအခန်းနာများကျင်းပလေရှိသည် ယခုမူအက်ဒဝတ်အယ်ဘတ်သည်ဒုတိယအကောင်ဆုံးဝိယုံကိုသာဆင်ရင်ထားသည်ဤဝိယုံကိုနှစ်နှစ်သက်သက်ဝတ်ဆင်သည် ခရီးယံဘုရားရှိခိုးကြောင့်ဤအဆောင်အယောင်အဖြစ်မျက်မျက်နိုးနိုးဝတ်ဆင်သည်ဤဝိယုံကိုပေါ်မှာမရှိလျင်တစုံတစ်ခုလိုနေသလိုထင်မိသည်အိမ်ပြန်သည့်အခါများတွင်ဝိယုံကိုချွတ်လိုက်ရသည့်အခါဟာတတာဖြစ်မိသည်ဤဝိယုံကိုရိုးရိုးတေးတေးသိမ်းဆဲသည်ကြကြနနာခောက်ခါ ကိုတိုင်မီးဖို့တိုက်သည်ဤခရိယံဘုရားရှိခိုးကြောင့်သူသူဝင်သည်မှာ16နှစ်ရှိပြီထိုကာလအတွင်းဝိယုံများစွာ ဝစ်ဆင်ခဲ့ရသည်တခုဟောင်းနှင့်အသက်တခုဝေ့ရသည်ဤသို့ဖြစ်စေဝိယုံဟောင်းကိုလွှင့်မပစ်ပါအကြနာခောက်ကဆက်ကုညိုနှင်းထုတ်ပြီးသူအိမ်ခန်းရှိအဝိပိရိုအောက်ဆုံးထန်၌တင်းဆဲထားသည်အယ်ဘတ်အက်ဒဝတ်သည်အလုံများနေသည် ရေဖြဲမင်္ဂလာတွင်အသုံးပြုသည့်ကြောက်သားရေခွက်ကိုတစ်တာအဖုံဖြင့်နေသားတကြဖုံးလိုက်သည်တုံတုံချီချီအဖွားအိုထိုင်ရန်ရွှေ့ပေးထားသည့်ကလထိုင်ကိုသူ့နေရာသူပြန်ထားသည်စီဝေးဆောင်တွင်အလုပ်ပြောင်းလောက်ကိုင်းနေသည့်ခရီးရန်ဖျားရှိကိုကြောင်းចောင်းတိုင်ခင်ကြီးထွက်လာအောင်စောင့်နေသည်ခင်ကြီးထွက်လာလျင်စီဝေးဆောင်ကိုသူလှဲ့ကျင်းရှင်းလင်းမည်ပြီးတော့အိမ်ပြန်မည် ထိုကနမှာပင် ခရိယံဘုရားရှိခိုးကြောင့်ကြောင်းတိုင်ခင်ကြီးထွက်လာသည်ကိုမြင်ရသည် သူလည်းအဆောင်ရောင်ဝိယုံကြီးကိုဝစ်ဆင်ထားသည်ဘာများအလုံးရှုံနေသေးတယ်လည်းမသိဘူးအဘအက်ဒဝတ်ဒီတကိုယ်တည်းပြောမိသည်ထိုများစာနေပြီညနေလက်ဖက်ရည်တာဖို့အချိန်တက်ပြီဆိုတာသူမသိဘူးထင်ပါရဲ့ခရိယံဘုရားရှိခိုးကြောင့်ကြောင်းတိုင်ခင်ကြီးမှ မကြသေးမီကမှအသက်ရောက်လာသည့်ပုံကိုဖြစ်သည် အသက်အာဖြင့်40တွင်းသာရှိသည် အာချိုးမှန်တဲ့အလုံးလုံးသည် မျက်နှာမှာနီးရဲနေသည်အဲဘက်သည်သူ့ဝိင်ကားခရီးရန်ဖျား ရှိခိုးကြောင့်ကြောင်းတိုင်ခင်ကြီးဟောင်းကိုတတိယသည် ဝန်းနေမိသည်မြို့ရွာရှိခရီးရန်သာသနာဝင်ကျန်အထက်တန်းမှုမှတ်နယ်များနှင့်တင့်တင့်သည်သူတို့နှင့်အတူညစာစားလေးရှိသည် ရှိကြသည်ဟုလူငယ်တွေက ဆိုကြသည် သူသည်အတန်လွင်လွင်ဖြင့်ကျန်းစာဟောတတ်သည် ူအတန်မှာတရသည်ဖြင်းညင်းစွာပြောတတ်ဟောတတ်ဆိုဆုံးမတတ်သည်ခရိယံဖျားရှိကိုကြောင့်မှလည်းအေးချမ်းတရရှိစေခြင်းသည် သူကိုယ်တိုင်ကလည်းဘယ်တော့မှဆွဆူပူပူမလုပ်ယခုလူသစ်လို့မဟုတ်ယခုဖျားရှိကိုကြောင့်ကျောင်းတိုင်သစ်ကမူနေရာတကာဝင်၍ပါခြင်းသည်သို့သောအယ်ဘတ်အက်ဒဝတ်ဘက်ကတီးခံပါသည် ်စိတ်ပိတံဘုရားရှိခိုးကြောင့်ဝင်းကျင်မှာရေကန်မြေကန်အလွန်ကောင်းလေသည် ခရိယန်သာသနာဝင်ထမ်းများဆိုသည်ကလည်းလူကောင်းသူကောင်းများသာများလေးရှိသည်ယခုရောက်ရှိလာသည့်ခရိယန်ဘုရားရှိခိုးကြောင့်ကျောင်းတိုင်ပုဂ္ဂိုလ်တစ်သည်လန်ဒန်အစ္စတန်ခေါ်အရှိပိုင်မှပြောင်းလာသူဖြစ်သည်တို့ဖြစ်ရလလောဆင်အားဖြင့်တော့သူတို့ဘဝဝင်ခြင်းနှင့်အထာကြလိုက်အုံးမြီမဟုတ်မှန်သူတိတိမျော်လင့်ထားသည် อืมတိတ်တကြွနေရပဲတို့ပဲမဲ့လေအချိန်ရစကားပြောလိမ့်မပေါ့ချိန်တန်တော့သူလည်းလေ့လာမိမှာပါပဲဤသူအယ်ဘတ်တကူရဲပြောမိသည်ခရီးယံဖျားရှိကိုကြောင့်ចောင်းတိုင်ခင်ကြီးသည်အယ်ဘတ်စီသူရှောက်လာသည်အော်မပြောရသည်အကွာဝင်းထိချင်းကပ်လာသည် ခရီးယံကျန်းစာရုပ်ဖက်သည့်နေရာရောက်တွင်သူရက်သည်ဒီမှာဖို့မင်းစီဝိတ်ဆောင်နဲ့ခဏလိုက်ခဲ့ပါလားတိတ်မကြပါဘူး ခမောင်ပြောစရာတခုရှိလို့ကောင်းပါပြီခမခင်ကြီးကသူ့ရဲ့လာကိုစောင့်ခေါ်ပြီးခရီးရန်ဖျားရှိခိုးကြောင့်အတွင်ဘက်သို့နှစ်ယောက်အတူရှောက်သွားကြသည်ဒီနေ့ရေဖြင်းမင်္ဂလာတော့ဖြင့်အောင်မြင်ပါရယ်ခမဖာသာကကလေးကိုပွေ့ချီလိုက်တဲ့အခါတခါတဲ့ငိုတိတ်သွားတာပဲနော်ကျွန်တော်ဖြင့်ရည်ချင်လိုက်တာခင်ကြီးသည်အနှဲငယ်ပြုံးလိုက်သည်သူတို့ကလေးတွေကဒီတိုင်းပဲဗျချီလိုက်ရင်တိတ်သွားတာပဲအေးလေး အတွေ့အကြုံတွေကအများကြီးရခဲ့ပြီပဲတအဲအဲအော်ငိုနေသည့်ကလေးကိုပွေယူချီငင်လိုက်သည့်အခါကလေးမှချက်ချင်းအငိုတိတ်သွားသည်မိမိရင်ခွင်တွင်နွေ့နွေ့ထွထွေးရှိသည့်ဖြင့်ကလေးမှကြည်နက်သွားဟန်တူသည်ဤအချင်းရကိုကလေးမိခင်များကတအံ့တအောဖြစ်ခါကြည်နူးကြည်နက်ကြသည်ခင်ကြီးရင်ခွင်မှသူတို့ရင်သွေးလေးနှစ်ချိုက်စွာခိုဝင်နေသည်ကိုသူတို့သဘောကျသည်ခင်ကြီးအယူအရကောင်းသည်ဟုယုံကြသည် ရင်းကိုခရိယံဖျားရှိခိုးကြောင့်ကြောင်းတိုင်ခင်ကြီးတက်ကခုံယူသည်။ငိုသူကိုအငိုတိတ်အောင်သူလုံနိုင်သည်မဟုတ်လား။ခင်ကြီးရင်ခွင်နဲ့ရောက်သွားရင် ကျမသားလေးအငိုတိတ်သွားတာပဲ။ဟူသောစကားကို ခရိယံဖျားရှိခိုးကြောင့်ကြောင်းတိုင်သည်သဘောကျမှန်၊တာယာမန်အဲဘက်သည့်သည်။စီဝေးဆောင်ရောက်လျင်ခင်ကြီးသည်အဲဘက်ရှိကဝင်သွားသည် အခန်းထဲတွင် ခရီးယံဖျားရှိကိုကြောင့်ကြီးကျက်သူနှစ်ယောက်ကိုတွေ့ရသည်ဖြင့်အယ်ဘတ်အန်အောမိသည်သူတို့နှစ်ယောက်ဘယ်ချိန်ကရောက်နေကြသည်ကို သူမသိလိုက်သူတို့ကအယ်ဘတ်ကိုပြုံးပြီးခေါင်းဆက်ကနှုတ်ဆက်သည်ကောင်းသောညနေခင်းမှခင်ဗျာအယ်ဘတ်ကလည်းပြန်၍နှုတ်ဆက်သည်သူပုဂ္ဂိုလ်များမှာအသက်အရွယ်ကြီးရင်သူများဖြစ်သည်အယ်ဘတ်တရားခရီးယံဖျားရှိကိုကြောင့်စောင့်ရှောက်သူဖြစ်သည့်အချိန်လောက်ကပင် သူတို့လည်းဘုရားရှိခိုးကြောင့်ကြီးကျက်သူများဖြစ်လာခဲ့ကြသည် လူကြီးနှစ်ယောက်သည် စီဝေးစပွဲ၌ထိုင်နေကြသည်ထိုစပွဲမှာလက်ရလှပသည် ခရီးယံဘုရားရှိခိုးကြောင့်ကျောင်းတိုင်ဟောင်းကြီးအီတလီသို့သွားစဉ်ကယူဆောင်လာခဲ့သည့်ပစ္စည်းဖြစ်သည်ဒီပစ္စည်းမှာကြာမြင့်လှပြီကျောင်းတိုင်ပုဂ္ဂိုလ်တစ်သည့်လူကြီးနှစ်ယောက်အလဲရှိကလထိုင်တလုံး၌ဝင်ထိုင်သည်အဲ့ဘက်သည်သူတို့နှင့်မျက်နှာချင်းဆိုင်လျက်ရက်နေသည် သူတို့အကြာစပွဲကြီးတလုံးချနေသည်ထူးဆန်းသည်စိတ်ထဲမှမအီမသာဖြစ်လာသည်ဘာကိစ္စများလဲဘာဖြစ်လို့ငါ့ကိုခေါ်တာလဲအရှင်တို့ကအော်ခင်တီးသူဒုက္ခရောက်သည့်အဖြစ်ပြက်ကိုပြန်လည်တရိယာမိသည်မြင်မြန်ဆန်ဆန်အမှုကိစ္စပြီးပြက်အောင်သူတို့ပင် စီမံဖန်တီးသည် သူတို့အပူအပင်ဖြစ်လာခဲ့သည် နီဘီစကွဲရကစိန့်ပီတာလိုဖျားရှိခိုးကြောင်းမှာမဖွဲ့မရကိစ္စတွေအဖြစ်မခံနိုင်ခရီးယန်ဖျားရှိခိုးကြောင်းចောင်းတိုင်ပုဂ္ဂိုလ်ဤနီမြန်းသောမျက်နှာတွင်အဆုံးဖြတ်တစ်ခုချထားပီတာရှိနေပြီသို့တော်တနာကျင်နာတဲ့အမှုရာကိုမူသူ တွေ့လိုက်ရသည်ကြီးကျက်သူပုဂ္ဂိုလ်ကြီးနှစ်ယောက်မှာစိတ်မချမ်းမသာဖြစ်နေဟန်တူသည် တို့နှစ်ယောက်ကိုထုံးစံအတိုင်းဘာရီများအပြစ်ရှာနေတယ်လဲတခုခုကိုအတင်းကျပ်လောက်ခိုင်းတာဖြစ်မှာပဲဒါမဲ့ဟိုလူကြီးနှစ်ယောက်ကစိတ်ပါဟန်မတူဘူးမယုံကြည်နေကြငါတွေးလိုက်ရင်မမှားပါဘူးတို့တိုင်အောင်ဤစိတ်ကူတို့သည်ကြည်လင်ပြတ်သားသည့်အဘက်ဤမျက်နှာတွင်အရေးလာ၍မထင်သူသည်ရိုးရိုးတည်တည်လေးလေးဆဆပင်ရှိနေသည်သို့သောခါရဝတ်တော်လုံးမီအဆင့်ထိကမရောက် ရိယန်သာသနာဝန်ထမ်းမဖြစ်မီသူသည်အိမ်ကြီးအိမ်ကောင်းတို့တွင်ဝင်ရောက်အမှုထမ်းခဲ့သည် သူ့အကျင့်စာရိတ္တများကောင်းသည် အပြစ်တစုံတရာမရှိခဲ့ဥစွာပထမကုံတဲ့လုံနေသောမင်းသားတစ်ပါးထံတွင် အစီအပါအဖြစ်အမှုထမ်းသည် ထိုနေရာထိုဌာနမှာပင် စတုထလက်ပါစီအစဉ်မှပထမလက်ပါစီအစဉ်သို့တိုးမြင့်ခန့်ထားခံခဲ့ရသည်ထို့နောက်မုတ်ဆိုးမှမြို့စားကတော်၏အိမ်တွင်တယောက်တည်းသောဗန္တာဇိုးဖြစ်ခဲ့သည် ချိုကမှစိတ်ပီတာဘုရားရှိခိုးကြောင့်နဲ့ယခုရာဒူးမရမီဆက်ကြအငိမ့်စားတဲ့အမတ်ကြီးဤတယောက်ဤအိမ်၌လက်ထောက်နှစ်ယောက်ကို ကြီးကျက်ကုတ်ခဲ့ရသည်ဗန္တာဆိုးဖြစ်သည်အဲ့ဘက်မှာအရက်ရှိသည်ပိန်သည်တိတ်ခါရှိသည်ခန့်ညားသည်မြို့သားတယောက်ဤဥပရိယုံမျိုးမဟုတ်ညာလဲပြဆက်များတွင်မြို့သားအခန်းကအတုံးတော်ခံကပြနိုင်သည့်ဇက်ကောင်မျိုးနှင်းတူသည် သူမှာပြည့်ရဲ့ကျွဲသည် မပြတ်မကွက်ဆောင်ရွက်တတ်သည်ကို့အစွမ်းတတ္တိကိုကိုယုံကြည်သည် သူအကျင့်သိက္ခာမှာမြူညစ်မထင်အပြစ်ကင်းစင်သည်ခရိယံဘုရားရှိခိုးကြောင့်ចောင်းတိုင်ခင်ကြီးသည်ဖြက်လက်စွာဖြင့်သူ့လုပ်ငန်းကိုစသည်ပြောစရာရှိသည်ကိုပြောသည်ဒီမဲ့ဖို့မင်းခမည်းတော်ပြောစရာတစ်ခုရှိတယ်ပြောတော့မပြောချင်ဘူးဒါပေမဲ့ပြောရမှာပဲ။ ခမည်းတော်ခရိယံဘုရားရှိခိုးကြမှာ ခရိယံသာသနာဝင်ကိုထမ်းလာတာကြာပြီအဖဖရားသခင်ကရောရရွာခရိယံသာသနာဝင်တန်းတွေကရောခမည်းဘက်ကတာဝန်ကျေပွန်နေဆိုတာအတိအမှတ်ပြုကြတယ်ကျုံနဲ့လည်းတဘောတည်းပါပဲအားလုံးကိုကျေနပ်မှုပေးတယ်ဆိုတာယုံမားတန်တရားမရှိကြပါဘူးခရိယံဘုရားရှိခိုးကြောင့်ကြီးကျယ်ရေပုံကိုကြီးနှစ်ယောက်ကခေါင်းညှိကထုတ်စကားကိုသဘောတူကြောင်ပြသည် ဒါပေမဲ့တနေ့ကတော့ခမည်းနဲ့ပတ်သက်လို့ထူးခြားချက်တခု ထူးခြားတဲ့အခြေအနေတခုတွေ့လာရတယ်။ဒီတော့ကြီးကြပ်ရေးပုဂ္ဂိုလ်တွေကိုအသိပေးဖို့ကကြောက်တာဝင်ဖြစ်နေတယ်။ကိစ္စကတော့ဗျာခမည်းစမဖတ်တတ်ဘူးစမရေးတတ်ဘူးလို့ကြောက်သိရတယ်။အံ့ဩစရာပဲ။အဲ့ဘက်ဤမျက်နာတွင်အနေရထိုင်ရခက်သည့်အရေးအယံစိုးစင်းများမရှိ။အဲ့ဒါကိုနောက်ဆုံးလှုပ်သွားတဲ့ခရီးရန်ဖျားရှိကိုကြောင့်ကြောင်းတိုင်ခင်ကြီးကလည်းသိပါရယ်ခင်ဗျာ ကြောင့်တော့ဖြင့်ဘာမှအကြောင်းတစုံတရာထူးခြားစရာမရှိပါဘူးတဲ့။ကဘာကြီးမှပညာတွေတိတ်တက်နေကြတာတမျိုးပဲတဲ့။အာဒီစကားမျိုးကြားရတာအံ့ဩစရာပဲ။ဒီခရီးရန်ဖျားရှိကိုကြားမှာခမောင်းဝင်ထမ်းလာတာ16နှစ်ရှိပြီ။အဲ့ဒီကာလအတွင်းစဖတ်တက်အောင်စရစ်တက်အောင်မတင်ကြဘူးပေါ့။ကျွန်တော်အလုဆောင်လို့တော့10နှစ်သားပါ။ပထမနေရာမှာအဲ့ဒီအိမ်ရာထမင်းချက်ကစတင်ပေးပါတယ်။ဒါပေမဲ့ကျွန်တော်မှအထုံပါရမီမရှိဘူးထင်ပါရဲ့။တင်လို့ကိုမတက်ဘူး။ ဒီလိုနဲ့ဟိုပြောင်းတီရွှေနဲ့တင်ချိန်မရဘူးဆိုပါတော့ခင်ဗျာပြီးတော့ကျွန်တော်ဖို့လိုလဲမလိုဘူးထင်တယ်ခင်ဗျာခုခေတ်တငယ်လေးတွေစားရည်အများကြီးဖက်ပြီးအချိန်ကုန်နေကြတာပဲအဲ့ဒီအချိန်ဒီမှာတခြားလောက်ဆရာတွေလုံမယ်ဆိုရင်အများကြီးကြိုးထူးမှာပဲနေဖို့ခင်ဗျာနေစဉ်ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့သတင်းတွေမသိချင်ဘူးလားတခါတလေတယောက်ယောက်စီစာမြေးချင်ဘူးလားကြီးချက်သူတယောက်ကမေးသည်ဘလို့မှဒီဆန္ဒတွေဖြစ်ပေါ်စရာမလိုပါဘူးခင်ဗျာ စာမဖတ်ပဲစာမရေးပဲနေလို့ရပါတယ်ခင်ဗျာအခုနောက်ပိုင်းမှာဆိုရင်သတင်းစာတွေထဲမှာရုပ်ပုံတွေအများကြီးပါလာတယ်ခင်ဗျာဒီတော့ဘာတွေဖြစ်ပျက်နေလဲဆိုတာရုပ်ပုံတွေကြည့်ပြီးသိနိုင်တယ်ခင်ဗျာကျွန်တော်မိမကစာတက်ပေတက်ဆိုတော့စာရေးခြင်းသူ့ကိုအရေးခိုင်းလိုက်တာပဲခရီးရန်ဖျားရှိခိုးကြလူကြီးနှစ်ယောက်သည်စိတ်ရှုပ်သည့်အမှုရာဖြင့်ခရီးရန်ဖျားရှိခိုးကြောင်းကြောင်းတိုင်းခင်ကြီးကိုကြည့်လိုက်ကြသည်ထို့နောက်စပွဲကိုသာစိုက်ကြည့်နေကြလေသည် ဒီတော့ဖို့မင်းကြီးဒီကိစ္စကိုလူကြီးတွေနဲ့ပြောဆိုဆွေးနွေးပြီးပြီ ကျုပ်နဲ့လည်းတသက်ဘောတဲ့ပဲဒီအတိုင်းတော့မဖြစ်နိုင်ဘူးနီဘီစကွဲကစင့်ပီတာလို့ဖျားရှိကိုเจ้าမှာစာမဖတ်တဲ့စာမရေးတတ်တဲ့ဝန်ထမ်းမျိုးထားလို့ဖြစ်ပါမလားအဲ့ဘက်ဤခတ်သွဲသွဲမျက်နှာမှာနီရဲလာသည် မတက်မတာပင်ခြေနှစ်ဖက်ကိုရွှေ့လိုက်ပြောင်းလိုက်လို့သည်တို့တော်သူဘာမှပြန်မပြောကျုပ်ကတော့နားလည်မထင်ပါရဲ့ ခမားမအလောက်ကိုင်းနဲ့ပတ်သက်လို့ဘာမှပြောစရာမရှိပါဘူးတာဝန်ဝတ္တရားကျေပွန်ပါတယ်ခမားအချင်းစာရိတာကောင်းတာလည်းသိပါတယ်တာဝန်ဝတ္တရားထမ်းရွက်နိုင်တာကိုလည်းသိပါတယ်ဒါပေမဲ့ခမားစာမတက်လို့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တစ်ခုခုကိုတော့ကျုပ်တို့ဒီတိုင်းလှည့်လျူမရှုနိုင်ဘူးဒါကအခြေခံမူသဘောပြောတာပါကျုပ်တို့ဘက်ကသတိကြီးကြီးထားဖို့လည်းလိုတယ်မဟုတ်လားနေပါအောင်ဖုံမင်းရဲ့ခမားခုနေစတင်လို့မဖြစ်နိုင်ဘူးလားဟိုလူကြီးတယောက်ကဝင်ထောက်သည်မဖြစ်ပါဘူးခမားအခုမှတော့မဖြစ်နိုင်ပါဘူး အသက်ကလည်းငယ်တော့တာမှမဟုတ်တာငငယ်တုန်းကတော့တင်လို့မတက်ခဲ့ရင်အခုဘယ်မှာအဲ့ဒီစာတွေကိုခေါင်းထဲထည့်နိုင်မှာလဲခမညာခမညာကိုတိတ်ပြီးလည်းမရက်ဆက်ချင်ပါဘူးဒါပေမဲ့ကြီးကျက်သူလူတွေနဲ့ကျွန်တော်တို့သဘောတူညှိနှိုင်းဆုံးဖြတ်ပြီး၃လအချိန်ပေးမယ်ခမညာ၃လအတွင်းအရေးအဖက်တက်တက်အောင်တင်မရရင်တော့ခမညာစိတ်ပိတာဖျားရှိကိုကြောင်းအောင်ထွက်ပြီးတော့ အယ်ဘတ်စိတ်ထဲတွင် ခရီးယံဘုရားရှိခိုးကြောင့်ကျောင်းတိုင်ခင်ကြီးအစ်စ်ကိုမနှစ်သက်သည်မှကြပြီသူကိုစိတ်ပိတာဘုရားရှိခိုးကြောင့်မှကျောင်းတိုင်ခန့်ကလေးကအထက်ကလူကြီးတွေတော့မှားပြီဟုသူပြောခဲ့ဘူးသည်ဟုတ်သည်အယ်ဘတ်လိုလူမျိုးကို သူတို့ကြိုက်နိုင်မည်မဟုတ်သူတို့ကနည်းနည်းအထက်တန်းကြသည်အယ်ဘတ်သည်ကိုကိုမမတ်ထားလိုက်သည်သူတန်ဖို့သူသိသည်ယခုထုံနှင်းနှင်းတော့အချွတ်မခံနိုင် ဝမ်းနေပါရဲ့ခမညာမဖြစ်နိုင်ပါဘူးခွေးအိုကြီးကို ခုမှလက်ပေးတင်ခိုင်းတယ်လို့ဖြစ်မှာပါကျွန်တော်အဖို့စာမဖတ်တတ်ပဲစာမရေးတတ်ပဲအမှုထမ်းလာခဲ့တာနှစ်ပြိစေတာအတော်လေးကြာခဲ့ပါပြီကိုကိုကိုလည်းကိုကြီးမသွေးချင်ပါဘူးစာမတတ်ပဲလဲကျွန်တော်အဖို့တော့ဖြစ်တာပါပဲအဖဘုရားသခင်ရဲ့ကိဥနာတော်ကြောင့်သူထားပေးတဲ့နေရာမှာဘဝမှာတာဝန်ချေပွန်အောင်ထမ်းခဲ့ပါတယ်အခုစတင်လို့တက်မယ်ဆိုရင်တော့တင်ကျင်ပါမလားလို့ကိုကိုကိုမေးကြည့်မိတယ် ဒီလိုဆိုရင်တော့ဖုံမင်းခမ ्या အလုတ်ထွက်ဖို့ပဲရှိတယ်။ဟုတ်ကဲ့ခမ ्या ကျွန်တော်နားလဲပါတယ်။ကျွန်တော်နေရာမှာ လူစားရရင်နှုတ်ထွက်လွှာတင်ဖို့အသင့်ပါပဲ။ခရီးရန်ဘုရားရှိခိုးကြောင့်ចောင်းတိုင်ခင်ကြီးနှင့်တီးချက်သူလူကြီးနှစ်ယောက်တို့ထွက်သွားကြလျင်အဲလ်ဘတ်သည်ဘုရားရှိခိုးကြောင့်တကားကိုခါတိုင်းလိုပင်တိကျိတတာပိတ်သည်။ပြီးတော့မှအနှဲငယ်စိတ်လှုပ်ရှားလာသည်။သူ့နှက်ခမ်းများတဆက်ဆက်တုန်လာသည် တတိငင်ငင်ရှိနေသောသူတိတ်ခါကိုအစော့ကားခံရသလိုခံစားရမိသည်ဒီတခါအထိနာသည်အခံရခက်သည်ထို့နောက်စီဝေကန်းတို့ဖြင်းညင်းသက်သာလျှောက်ပြီးပြန်လာသည် သူ၏အဆောင်ရဝိယုံကိုချိန်ခါချိန်၌ချိန်သည်သူအယုံတွင်ခန္ဓာကြီးကျက်သည့်အတုပအခမ်းနာတွေမင်္ဂလာဆောင်အခမ်းနာတွေပေါ်လာသည်ထို့အခါသက်ပြင်းတစ်ချက်ချမိသည် ပစ္စည်းများကိုနေသားတကျထားသည်ထို့နောက်ကုတ်အင်းကြီးကိုဝက်ခါအုတ်ထုတ်ကို လက်ကကင်ပြီးထွက်လာခဲ့သည်ခရီးရန်ဘုရားရှိခိုးကြောင့်တကားကိုအသေးအချာပိတ်သည်သူသည်ပန်းချံကိုဖြတ်ခါခက်လေးလေးလျှောက်လာခဲ့သည်ရင်ထဲမှလေးလံနေသည်စိတ်ဝမ်းငယ်သည်အိမ်ပြန်ရောက်ရင်လက်ဖက်ရည်ကြကြတစ်ခွတ်တောက်လေးရှိသည်သို့သောယခုမူသူ့ခြေလံတို့သည်အိမ်ပြန်သည့်လံဘက်သို့မရောက် တခြားတူယူသူ ရှေးရှုမိလျက်သားဖြစ်နေသည်သူသည်ဖြည်းဖြည်းလျှောက်လာသည်ရှင်ထဲမှပြည့်နေသည်နှလုံးခုန်မြန်သည်ဘာလို့ရမည်လဲသူမသိတခြားလူမှုကိစ္စတွေမှာပါဝင်လှုပ်ရှားဖို့စိတ်ကူးမရှိเจ้าတိုင်ခင်ကြီးကဘာပြောပြောကြည်ချက်သူတွေကဘယ်လိုယူဆယူဆတကယ်တော့စိန့်ပီတာဘုရားရှိခိုးเจ้าကိုနေ့စဉ်လှုပ်ရှားနေအောင်လဲပတ်ပေးသူမှာသူသာဖြစ်သည် သူသာလျင်ဘဝ၏အရှင်သခင်ဖြစ်သည်မဟုတ်လားယခုတော့၃လအတွင်းစာရေးစာဖတ်တတ်ရမယ်တဲ့မတတ်နိုင် အလောက်ကထွက်ရမယ်တဲ့တိတ်ခန့်အကြမခံနိုင် သူတို့မထုတ်ခင်ထွက်တာပဲကောင်းသည်သူ့မှာစုဆောင်ထားသည့်ငွေလေးအတန်အသင့်ရှိသည်တို့တော့ဘာမှမလုပ်ပဲထိုင်စားနိုင်လောက်အောင်ကားမများတနေ့တခြားအနေအဆားကလည်းခက်လာသည် အခုလိုစိတ်ဒုက္ခရောက်ရမည်ဖြစ်ကြုံမှုဘယ်တော့မှမမျှော်လင့်ခဲ့ယောမမျိုးကပုပ်ပြဟန်မင်းကြီးတွေသည်တေသည်အထည်ရာဒူးမြဲသလိုစိန့်ပီတာဖျားရှိခိုးကြောင့်ကចောင်းဆောင်တွေလည်းတသက်ပံရာဒူးဟုသူထင်ခဲ့သည်သူတည်သွားပြီးနောက်ညနေခင်းကျန်းစာဖတ်ဆုတောင်းသည့်အခါចောင်းတိုင်ခင်ကြီးသည် သူ့ကိုချီးကျူးကတေသပံတက်သဆုံးခရိယံဖျားရှိခိုးကြောင့်ဤတာဝန်ဝတ္တရားများကိုတစ္ဆာရှိရှိထမ်းရွက်ခဲ့သူဖြစ်သည်ဟု ုံပြုတ်လိမ့်မည်။ကွယ်လွန်သူ Albert Edward Pullman သည်ဆံပြားပုဂ္ဂိုလ်ဖြစ်ပေသည်ဟု အမွန်းတင်လိမ့်မည်။ဤသည်မှာသူစိတ်ကူးတာဖြစ်သည်။သူသည်တက်ပြင်းတစ်ချက်ချလိုက်သည်။ Albert Edward သည်စိတ်လိမ့်မတော့အယက်မတော့သို့တော်တစုံတစ်ခုသော အတိုင်းအတာထိတာဖြစ်သည်။ညစာစားကန်ဤတွင်ဘီယာတစ်ခွက်လောက်တော့တောက်တတ်သည် မောပန့်လာရင်စီဂရက်တပွားလောက်ရှူလိုက်ခြင်းသည် ယခုလည်းစီဂရက်တလေးတောက်ခြင်းသည်စစ်လိတ်ဆောင်လေးမရှိတဲ့ဖြင့်သူ့မှာမပါလားသူဖြစ်ရစစ်လိတ်ဆိုင်ရှာသည်ဂိုးပလိတ်တဘူးလာဝယ်မည်စစ်လိတ်ဆိုင်မတွေ့တဲ့ဖြင့်ရှေ့ဆက်လျှောက်သွားသည် သူလျှောက်သည့်လမ်းမှာရှေ့သည်ဆိုင်မျိုးစုံသည်စစ်လိတ်ဆိုင်ကမရှိ အင်းသူဆန်းတာပဲ အဘတ်တကူရင်ပြောမိသည်တိချောင်းအောင်နောက်ချောင်းပြန်ကာလျှောက်သည်စိတ်လေးဆိုင်ရှာသည် မတွေ့ရခဏရက်ခါကြည့်သည်စဉ်းစားသည်ဒီလမ်းလျှောက်ရင်စိတ်လေးတောက်ချင်လာတဲ့အခါစိတ်လေးဆိုင်ရှာတာငါတယောက်တည်းမဟုတ်တာသိကြတယ်ဒီမှာဆိုင်လေးတစ်ခုဖွင့်ရရင်ကောင်းမယ်စိတ်လေးရောင်းမယ်စားစရာအချို့ချင်လေးတွေရောင်းမယ် အဘက်သည်ချက်ချင်းပင်လှုပ်လှုပ်ရှားရှားဖြစ်ကနိုးကြားလာသည်။ဟုတ်ပြီ။ဆန်းကျယ်တယ်။မမျော်လင့်မဲ့စိတ်ကူးစိတ်တန်းကောင်းတွေဝင်လာတတ်တယ်။သူဖြစ်ရာအိမ်တို့ပြန်လာပြီးလက်ဖက်ရည်တစ်ခွက်တောက်သည်။ဒီညနေငြိမ်လာကြည်လားအဘက်။ရှင်ပစက်ပိတ်နေပါလား။သူ့မိမကစူးစမ်းသည်။ငါစဉ်းစားနေတာမိမကြီး အမျိုးမျိုးစဉ်းစားသည်နောက်တစ်နေ့တွင် ထိုလမ်းသို့လျှောက်သွားသည် ကံအားလျော်စွာပင်ဆိုင်ကန်းငါးမိဆိုင်လွတ်တစ်ခုတွေ့ရသည် သူစိတ်ကူးနှင့်အတော်ပင်ဖြစ်သည်နောက်တစ်နေ့တွင်ထိုဆိုင်ကန်းကိုငှားသည်နောက်တစ်လကြာလျင်စိန့်ပီတာဖျားရှိခိုးကြောင့်မှအပီးအပိုင်နှုတ်ထွက်ခဲ့သည်။ထို့နောက်အယ်ဘတ်အက်ဒဝတ်ဖိုမင်းသည် ထိုဆိုင်ခန်းတွင်စီဂရက်ဆက်လိပ်မျိုးစုံနှင့်တည်င်းစာကိုယ်စားလှယ်လုပ်ငန်းကိုစတင်အခြေစိုက်သည်သူမိမကသဘောမတူခြင်းခရီးရန်ဖျားရှိကိုကြောင်းဆောင်ကနေစိတ်လိပ်ရောင်းသူဖြစ်လာတော့အောက်တန်းမကြပေဘူးလားအဲဘက်ကဤသို့ဆိုသည်ခစ်ကြီးရပြောင်းနေပြီခင်းနေသူကလည်းပြောင်းမှာပေါ့ခရီးရန်ဖျားရှိကိုကြောင်းဆိုတာလည်းအရင်လိုမဟုတ်တော့ဘူးဖျားရှိကိုကြောင်းမပိတတော့ဘူး ဒီတော့ငါလည်းခင်နဲ့ညီတော်ရတင့်ရပဲလောက်တော့မယ်။အဲ့ဘက်လုပ်ငန်းမဆိုးလား။စီပင်လာသည်။တနှစ်တွင်အယောင်းဝယ်ကောင်းလာက နောက်ထပ်ဆိုင်တစ်ခုဖွင့်ပြီး မန်နေဂျာတယောက်ငါဖို့ပင်အခြေဆိုင်လာသည်။သူဖြစ်ရာနောက်ထပ်လမ်းရှိရှိတစ်ခုတွင်လျှောက်ကဆစ်လိတ်ဆိုင်ရှာသည်။မရှိလင်ဆိုင်ကန်းတစ်ခုငါးကဆိုင်ဖွင့်သည်။ဤလုပ်ငန်းလည်းအောင်မြင်လာသည်။ နှစ်ဆိုင်ဖွင့်၍ဟန်ကြလျင်တဒါစင်လဲဖွင့်နိုင်မည်ဟုသူသဘောပေါက်လာသည်သူနှင့်လန်ဒန်တမြို့လုံးလျှောက်ကဆစ်လိတ်ဆိုင်မရှိသည့်လမ်းတွင်ငှားရန်ဆိုင်ကန်းရှာသည် တွေ့လျင်ငှားပြီးဆိုင်ဖွင့်မည်ဆယ်နှစ်အတွင်းဆစ်လိတ်ဆိုင်ဆယ်ခုထက်မနည်းတည်ထောင်ပြီးပြီလုပ်ငန်းလဲကောင်းသည်ငွေကြေးပေါ်ကျွင်လာသည်တနင်္လာနေ့တိုင်းဆိုင်များစီတို့သွားကတပတ်အတွင်းရောင်းရသည့်ငွေကိုသိမ့်သည ပြီးတော့ဘန်တွင်အပ်သည်တမနက်ခင်းတွင်အယ်ဘတ်သည်ငွေဆက်ကူတွေတစ်ထပ်ကြီးငွေချင်ကားတွေတစ်ပုံကြီးတင်လာသည်ကိုတွေ့လျင်ဘန်၏ငွေကိုင်းစည်းကအယ်ဘတ်အားမန်နေဂျာကတွေ့လို့ကြောင်းပြောသည်ခဏအတွင်းမှပင်အယ်ဘတ်သည် မန်နေဂျာ၏အခန်းသို့ရောက်သွားသည် မန်နေဂျာကသူ့ကိုအားရပါရလက်ဆွဲနှုတ်ဆက်သည် Mr. Pomine စကားတစ်ခုနှစ်ခွန်းလောက်ပြောချင်လို့ပါကျွန်တော်တို့ဘက်မှာငွေအပ်တာကြပြီမဟုတ်လား ခမားငွေဘလောက်ရှိတယ်လဲသိလားမန်နေဂျာကဆိုသည်တပေါင်းနှစ်ပေါင်းတော့မကအောင်ခမားစိတ်ထဲမှာအကြမ်းပြင်းတေးထားတာတော့ရှိတယ်ခမားခုမနေ့အမဲငွေအပြင်ခမားစီးရင်မှပေါင်3000ကျော်နေပြီဗျဒီငွေကိုငွေသေးအပ်ထားတာသိများတယ်ဒီရက်တခုခုလောက်ပါလားအဲ့ဒါတိုက်တွန်းခြင်းလို့ပါအရင်နေ့တခုခုမြုပ်နှံပါလားမစွန့်စားရဲဘူးခမားဒီငွေဟာဗန်ထဲမှာထားတာပဲစိတ်ချရပါတယ် ခမရဘာမှစိုးရင်စရာပူစရာမလိုပါဘူးစိတ်ချမဲ့အရင်နှီးချင်းကားတဲ့အာမခံကုမ္ပဏီတွေစီရင်ကျွန်တော်တို့စီမှာရှိပါတယ်ကျွန်တော်တို့ဘဏ်ကပေးတဲ့အတူကနည်းတယ်သူတို့စီရပေးတာများတယ်အဲဘက်မှာမသက်မသာဖြစ်လာသည်မျက်နှာမှာစိတ်ဒုက္ခရောက်သည့်အရေးအယံပေါ်လာသည်အဲ့ဒီ stock တွေ share တွေလည်းကျွန်တော်နားမလည်ဘူးခမရခမရလက်ထဲပဲလွှဲလိုက်ရမှာပဲမန်နေဂျာက ပြုံးသည် ိစ္စအဝဝကျွန်တော်တို့လုပ်ပေးပါမယ်နောက်တစ်ခေါက်လာရင်ငွေကြေးလွှဲပြောင်းတဲ့စာမှာခင်ဗျားလက်မှတ်ထိုးဖို့ပါပဲဒါကတော့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်လက်မှတ်ထိုးလိုက်တဲ့စာကဘာလဲဆိုတာကျွန်တော်ဘယ်လိုလုပ်သိရမလဲခင်ဗျားစာဖတ်တတ်တယ်မဟုတ်လားမန်နေဂျာကပြန်ပြောသည်အဲဘက်ဒီမပွင့်တပွင့်ပြုံးလိုက်သည်ဒီလိုပါမန်နေဂျာခင်ဗျာကျွန်တော်စာမဖတ်တတ်ပါဘူး ဒီလိုပြောတော့ရည်စရာကြီးဖြစ်နေမှာပေါ့ဒါပေမဲ့တကယ်ပြောတာပါကျွန်တော်စာမဖတ်တတ်ဘူးစာမရေးတတ်ဘူးကျွန်တော်နာမည်ကိုပဲကျွန်တော်ရေးတတ်တယ်ဒါကလည်းစိုင်ဖွင့်ပြီးအယောင်းဝယ်လုပ်ငန်းနဲ့ဝင်မှရေးတတ်လာတာပါမန်နေဂျာမှအံ့အားသင့်သွားကကလထိုင်မှ ရုတ်တရက်ထခုံလိုက်သည်ကြားရသမျှပုံပြနေတဲ့တော့ခမည်းအဖြစ်ကအစမ်းကျဲဆုံးပဲဗျာအဖြစ်ကတော့တကယ်ပါပဲ စာသင်ဖို့အခွင့်အလမ်းမကြုံခဲ့ပါဘူး။ကြည်လို့အချိန်နေလုံတော့မှစာသင်ရမယ်တဲ့ကျွန်တော်မသင်တော့ဘူး။ခေါင်းမာတယ်ပေါ့ခင်ဗျာ။မန်နေဂျာသည်တမိုင်းမပေါ်မီခေတ်ကတတဝကြီးတကောင်သူ့ရှေ့မှ ရောက်နေတယ်လို့အထင်ရောက်ကအဲဘက်အားစူးစိုက်ကြည့်နေသည်။ဟုတ်ရလားဗျာ။ဒီအလုပ်ကြီးလုပ်ပြီးငွေရလဲပေါင်300ကျော်စုမိစောင်းမိလာတယ်။အဲ့တော့ခင်ဗျားအစားတလုံးမှမတက်ဘူး။စားတလုံးမှမြေးတတ်ဘူးဟုတ်လား။ဖြစ်နိုင်ပါမလားဗျာ။ တကယ်လို့များစတတ်ခဲ့ရင်ခုနေခမားဘာဖြစ်နေမလဲစဉ်းစားကြည့်စမ်းဒါကတော့အတိအကျပြောနိုင်တယ်ခမအဲဘက်သည်မူမျိုးမနှွယ်တို့ခန့်ခန့်ကြီးပြုံးတယ်လို့ပြုံးလိုက်သည်ကျွန်တော်သာစတတ်ခဲ့ရင်လေခုနေမှာနီဗီစကွဲယာကစိန့်ပီတာဘုရားရှိခိုးเจ้าမှာကျောင်းဆောင်ကြီးဖြစ်နေမှာပဲခမဘာသာပြန်ဆိုသူကြော့အောင် မူရင်းဝီလျံဆမ်မဆမ်မွန်ဤ The Vager ဖတ်ရှုတင်ဆက်သူစိတ်မြများစဉ်လူချင်းမျိုးတို့အချိန်ပေးနာဆင်မှုအတွက် Access Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်